အားလုံးမင်္ဂလာပါရှင်။ Story Audio World Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်စိတ်ဖြည့်ရာဆိုတဲ့ဇာတ်လမ်းလေးကို ဖြိုးကရွေးချက်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေဆုံးထိလိုက်ပါလို့နားဆင်ပေးပါရှင်။ဟဲ့။အရှက်မရှိရဲ့ကောင်းမ။ကြောင်တောင်နှိုက်မ။လင်ခိုးမရဲ့။ကြည်စမ်းမအောင်တော့အရှက်ကတော့ရဲ့။အရှက်မရှိ လုံနေကြတဲ့ပုံဝန်။မနက်စောစောစီစီ။ ရဟန်းတော်တွေမှာစွန့်ခက်မပြန်သေးဘူး။စီကနေညီကနေဆဲလိုက်တဲ့အတန်တွေကပဲပဲနေနေထွက်လာတယ်။လက်ကအကြောကြောနေရ။ဒေဦးရဲကကျွနေပြီဖြစ်တဲ့တူဦးကျော်တွေကို စီစစ်စကားနဲ့ကမန်ကတန်ဆဲပြီးမျက်လုံးကလမ်းပေါ်မှာကမန်ကတန်မျက်နှာလွှဲရှောက်သွားကြတဲ့ရေထမ်းရောင်းတဲ့ဖိုတိုနဲ့သူမတို့နှစ်ယောက်ကို မြင်တာနဲ့စဲတော့တာ။အကြောဝယ်တွေကလည်းအုံခဲလို့အားလုံးကဖိုးထူးတို့နှစ်ယောက်ကိုမလိုလားတဲ့မျက်စောင်းနေနေကြည့်နေကြတာ။ ။ဦးနှောက်ကတော့တုတ်တုတ်တုံနဲ့ပြေးကြပြီ။ပြေးကြပြီမဲ့အကျော်တဲ့မက်ပူရဲ့စဲတန်းကနောက်ကလိုက်လာသေးရဲ့။အရှက်မရှိရဲ့ဟာရီတော့ဘယ်ကလာတဲ့ပောက်လွတ်ပေးစားရေမျောကန်းတွေနေနဲ့မသိဘူး။ဟက်ကောင်မမင်းနဲ့ဒီမဲ့နေ့ညမှတွေ့လာ။ငါယောက်ျားမဲ့တိတိနဲ့အရှက်မရှိတော့အကျော်တဲ့လေးကတက်စီဆက်ဝင်းပေါ့ရဲ့နဘေးဘာတန်ပင်လေးအောက်မှာမို့စီဆက်ဝင်းတဲ့ကပဲ၍နှမ်း၍တဲ့သူတွေ အိတ်ခေါက်နေတဲ့သူတွေစီဝဲနေတဲ့လူတွေကွက်ကြီးကွက်ကြီးနဲ့လုံနေကြတယ်။စီစဲရှိမှဇဝဲခုံချတပိတ်ချီတွေပါတွေတင်ပြီးတန်ဃာတော်တွေကိုစလုံးကြီးစလုံးငင်နဲ့စွန်လောင်းနေတဲ့စီစဲပိုင်ရှင်ကတော်ဒေါမမကြီးကတပြင်းတစ်ချဲချပြီးအနာမှာအတူတကွစွန်လောင်းနေတဲ့စီစက်ပိုင်ရှင်ကြီးဦးသက်ရှိကိုမောဟမရေလှဲ့ကြည့်ရယ်ဟုတ်တယ်လေအခုလိုပဲစီစက်ပိုင်ရှင်ကြီးကကုသိုလ်ယူနီရဲ့မနက်ခင်းကို အကြီးတန်စီတဲ့ဆဲတန်ဆိုတန်တွေကြားရတာနဲ့ရှုံးမဲ့နေပြီကနနေလို့သူမကြည်နဲ့ရင်ငါစီစက်ရှိမှာမဘူးအကြောင်းမထွက်စေနဲ့လို့တစ်ချက်လို့အမိန်ချလိုက်ရင်မဘူးခင်ဗျာပုံပြောက်ကြီးရဲ့တနာပါတယ်လို့ဒုံမကြီးကတွေးရင်မဘူးကို ဖြောင်းပြအောင်ပါပဲဆိုပြီးအပြင်ကိုထွက်လာတယ်ဒုံမမကြီးဘာဒန်ပင်အောင်အရောက်မနေဆိုတဲ့မိန်းမနဲ့မဘူးနဲ့အကြီးအချဖြစ်နေကြပြီဒီမြတ်မဘူးချူမမဆိုတဲ့ကောင်မ ကျုံနဲ့ညီမသာတော်ရာပြောဆိုမရလို့ပြစ်ထားတာကြပြီဟိုလင်ယူလိုက်တီလင်ကွဲလိုက်နဲ့လင်ဘနယ်ဆက်ရှိနေမှန်းဆိုတာကျုပ်တို့တော့မသိဘူးနောက်တခါမိနေညီမလည်းမပြောနဲ့ကျုပ်တို့နဲ့မဆိုင်ဘူးညီညီမမို့ညီညီမလို့ပြောတာပေါ့ညီအမေမွေးထတာပဲဒီမဲ့ကျုပ်ယောက်ျားကိုတည်တည်ဒီနဲ့ညီညီမကြောင်းကြောင်းနှိုက်သွားလေတိမဲ့ညနေတိုင်းကျုပ်ကလေးသုံးယောက်ကိုဖိုးဒူးအမေအိမ်ပို့ပြီးတော့သူတို့နှစ်ယောက်နေရဲ့နေရာလိုက်ပြီးဆဲအောင်မဲ့ တော်ပါတော့မတ်ဘူးရဲ့တလန်လုံးလဲမိုးမွနေပြီဖုန်ကြီးဟန်းတွေနဲ့ဒေါ်မမကြီးရဲ့အေးအေးသသာဖြောင်းဖြားတဲ့အဆုံးမှာမတ်ဘူးကိုရှင်တက်သွားတော့မနေ့ကအခွင့်အကောင်းရှုပ်ပြီးလစ်သွားတော့တယ်မိုင်းအောင်ကြည့်နေကြတဲ့လူတွေကလည်းခက်ခက်ညာညာအေးအေးချမ်းချမ်းစီစဲပိုင်ရှင်ကတော့ကိုတွေ့ရနေလူစုခွဲသွားကြတော့တယ်ဒေါ်မမကြီးကတပြင်းတခြားခြားရှိတော့မတ်ဘူးကမျက်ရည်တဆန်းဆန်းနဲ့ဖြစ်နေပြီမမရဲ့စီစဲရတက်တဲ့ ကျမအကျော်ရောင်းတာဘယ်လောက်မြတ်မှာတော့ကလေးတွေစားဝေးနေခက်လို့ရောက်ခမအိမ်ပို့ရတော့မယ်။ तू ကတော့ရှာရတာမပေးပဲမရင်ငဲနဲ့နေနေတာ။ကျမမှာကဲကဲကဲတော်ပြီမဲ့ဖို့ရဲ့။ကလေးတွေပို့မှာမလား။ညီစားဝေးနေရခက်နေရင်လေစီစဲထဲလာခဲ့။ငါလဲဘုံစွန်းလောင်းနေရမလို့မနေ့တိုင်းစွန်းချက်ရတာ။ကောင်မလေးတွေမနိုင်ကြဘူး။ညီတဝမ်းတခါတော့ပို့မနေနဲ့။ရှင်မမအဟုတ်ပြောရလား။ဟုတ်ကဲ့ဟုတ်ကဲ့။မဲ့ဖို့ရှာခလုတ်တိုင်းမတဲ့ဝမ်းသာသွားတယ်။ လင်းဘူးနော်တကယ်ဆိုတာဖိုးတိုးပြစ်သွားတဲ့ကမလုံချင်မကင်ချင်ဖြစ်နေရကိုတော့ဒမမကြီးကခေါ်ပြီးစီစက်ထဲမှာနေပပါကိုလုတ်ပြီးအေးအေးကြံကြံနေရပြီလို့သူတွေးမိရဲ့အဲ့ညက်နေစီစက်ထဲပြောင်းလာတော့လေပြောင်းလာပြီးရဲ့ကမက်ဖို့စိတ်ချမ်းသာနေလိုက်တာနေ့ရက်၃ရက်အတွင်းအိပ်ပျော်စားဝင်တသေးတမွေးကိုဖြစ်လို့ဒမမကြီးကသူ့ကိုဆွန့်ချက်ဖို့ဆိုပြီးအင်ကြီးပေါ်ခေါ်ထားတယ်အိမ်မော်ခင်သူတို့ခင်သူတို့ညီမနဲ့နေရတယ် မနက်၄နာရီလောက်ထစွန်ချက်စွန်ဟင်းကျရဲ့ဒုံးမကြီးအတွက်စွန်တော်တင်ဖို့ခုပြီးသွားဖို့စီဆက်ပိုင်ရှင်တွေမနက်စာစားဖို့စီစဉ်ပေးပြီးဒုံးမကြီးနဲ့စွန်လောင်းရမှာကုညီဒါဆိုရင်သူ့လောက်ကပြီးပြီနေလည်းကင်းအဝေးလေးပါလေးရှောအင်တန်ရှင်းလေးနည်းနည်းပပကူပြီးဘာတောင်းမှမရှိတော့ဘူးညကျရင်ကိုရီးယားကမှမယ်ကြည့်ရသေးရဲ့တရဲ့အဲ့ဒါတွေတပုံကြီးရောက်လာလို့ကော်ဖီတွေအေကန်းကိုခင်သူတို့နဲ့ပို့ပေးရတယ်။အဲ့ဒါတွေစကားတစွန်းတစသူကြားရတယ် ကျေးဇူးပဲဗျာကျွန်တော်တို့ဆွန်လောက်အတင်းကြီးကိုအမြဲတမ်းကုသိုလ်ရှင်ဖြစ်လှူအခုလေဆယ်သိန်းပရိသတ်ပင်စိုက်ပြုံးမှာဆိုတော့အိမ်မှာလည်းအပားတရာကြော်လောင်းနေတိုင်းလူနေရမောင်ရင်ရဲ့ဟုတ်ကဲ့ခင်ဗျာဒီလေးသက်ရှိလို့တရာတရာကတော့အမခမ်းပါပဲခင်ဗျာဟုတ်ပါရဲ့တကယ်ကိုတရာတရာရှိရဲ့မိသားစုပါသူ့ကိုဘာမဆိုင်ညာမဆိုင်ခေါ်တွေးထားတာပါတော့ကျေးဇူးရှင်ကြီးတွေကျမ်းမာကြပါစေချမ်းသာကြပါစေ စားတဲ့တဘိုးတိုးပြီးကျွေးနံမွေးနိုင်ပေးနိုင်ကမ်းနိုင်ကြပါစေလို့မဘူအစိတ်သေးကတွေးပြီးကြည်ညိုရင်းနဲ့စီစဲပိုင်ရှင်ကြီးကို တလေးတစားကြည့်မိရဲ့ဦးသက်ရှိကလည်းအမတ်တမဲ့မဘူကိုလှမ်းကြည့်နေရတဲ့ကြုံလို့ကြောက်ကြောက်လန့်လန့်မျက်လွာချလိုက်ရတယ်။အဲဒီတော့ဦးသက်ရှိရဲ့ခြေထောက်ကိုငုံကြည့်မိတယ်လို့ဖြစ်သွားပြီးမျက်နှာလိုက်ထည့်ပြောချင်းပြောမဘူတို့ကတော့ကိုယ်တထေးကိုခြေထောက်ကအစချီမွန်မိရတာပဲ။အဲဒီကြောင့်နေ့လေကြတော့ခင်သူတို့နဲ့ပြောမိသေးရဲ့ တကယ်ပါတော့ကျုပ်တော်မျက်စီရဲကောက်ကိုမထွက်တာသိလားတထိတ်စတောင်များလေးဖွေးနှုတ်နေရပဲခြေပမိုးလေးတွေများပန်းရောင်ကိုပြေးနေရပဲကျုပ်တို့လက်ထံတောင်နှုတ်သေးရဲ့တကယ်ပါတော့ကိုသူကောင်းလိုက်ကြတာအလိုရေဆက်လက်နဲ့မကွာဒါကဘာဟုတ်သေးလဲမပူရဲ့ရုံမြင့်တဲ့ဖောမင်္ဂလာဆောင်တိုင်းလိုက်ပြီးလက်ထပ်ပေးရတာတထေးတွေကလုံးရကြောကြိတ်အုပ်တွေနဲ့လာပြီးဖိတ်ကြတာကျမတို့တထေးကမန္တလေးမှာကုသလို့လို့အားမရဘူး အနေနဲ့အရက်ကဘေးဒါတွေကိုလည်းတရားသွားထိုင်နေရ။မနေ့ဖြန်တော့ဖအံဘက်ထီသွားပြီးရက်ရှိတရားစခန်းဝင်မှာတဲ့ပြင်ဆင်ကြရပြင်ဆင်ပေးရအောင်ပဲ။နောက်တစ်နေ့ကျတော့တတိခရီးထွက်သွားတယ်။ပါဂျယ်ရိုကတီနဲ့တခန်တနာတပတ်လက်သားတွေနဲ့အဝိအိတ်ခရီးဆောင်အိတ်တွေကလည်းမပူတခါမှမြင်ဘူးတဲ့ဘိန်းလုံးကြီးနဲ့အိတ်တွေတတိကတော်ကလည်းတယုတ်တသေးစားတော့ဆရာပြင်ဆင်ပြီးထည့်ပေးတော့မပူပြင်အံ့ဩလိုက်တာ။90စတီးကြိုင်ကြီးနှလုံးနဲ့အပြည့် စိတ်သားနဲ့စက်သားကြော်၅ကြော်ဘာလက်ချောင်ကြော်ငချောက်ဖို့စီစဉ်လက်ဖက်နဲ့စုံတကာစီးနေရပဲ ready made ခေါက်ဆွဲမြူစွန်တွေနဲ့ coffee mate tea mate တွေလည်းပါသေးရဲ့ရိတ်တာမှာဒါတွေဘလို့စားရပါလိမ့်လို့မဘူကမတိညိုနာမေးသေးရောခင်သူကအိုးမဘူကလည်းငရဲကြီးရောမှာပဲတထရရိတ်တာဝင်မှာရိတ်တာကကုသိုလ်ပြုတဲ့ထမင်းကိုစားပြီး ရှင်းပါသည်လားထိမ့်မှာချိုးရှင်အချင်းကြည့်မှာလေ ကိုကကတတိယရိဒ္ဓပြည်ဟာနေဆောင်းရှောင်းမဲ့လူတွေအတွက်တတိယကရွာစေနာနဲ့လှုပ်ပေးရလို့ရှေရှေဝေဝေရှင်းပြတာနဲ့မတ်ဘူးခေါင်းငုံနေလိုက်ရတယ်။အဲလိုနေတော့ယောဂီဝိစုံနဲ့တတိယလှေကားပေါ်ကဆင်းလာတယ်။ရွရွလေးရက်နေတဲ့တတိယကရောကစိတ်ပတိကိုရွရွသေးသေးကမ်းပြရာကိုလှမ်းယူပြီးကားပေါ်တက်သွားတယ်။မတ်ဘူးဖြင့်ဒီလိုသူတော်ကောင်းစေရှိတဲ့လူတွေရဲ့အရှိအဝါဒအောက်မှာနေရတာစိတ်ချမ်းသာလိုက်တာလွန်ပါရော။ဒီလိုနဲ့ ရက်တွေကုန်လွန်လာတယ်။တနေ့တော့မပူနေလေခင်မှာစိန်ထားတဲ့အဝတ်တွေလျှော်လိုက်တာကြာသွားလို့ထင်ပါတယ်။အေးမိပြီးနာရီတွေရို့အာခေါင်တွေခြောက်နေတယ်။တနေ့ကအိပ်ရာထဲဝင်ခွေနေရတယ်။ညနေပိုင်းမှာတတိတရားစကန်းဝင်ရကပြန်ရောက်လာတယ်။တအိမ်လုံးစူးစူးညဉ့်ညံနဲ့ကြိုကြလက်ဆောင်နေရလို့ပျော်ကြရွှင်ကြဒူရင်သီးတွေခွဲစားကြနေပေါ့။အဲ့ဒီတည်းမှာမပူမပအောင်သူအိပ်ရာထဲကမထနိုင်ဘူး။ညဘက်ရောက်လေပိုဆိုးလာလေ။ ခေါင်းလဲကဲ့ဖျားလဲဖျားလာတယ်ဘလို့မမခံနိုင်တော့လို့သူအိယာကလူလေထားလိုက်တဲ့အခန်းနောက်မှာအိနေတဲ့ခင်ကျိုးတို့ခင်သူတို့အိယာကောင်းရင်ကျွဲလျှောက်တန်းပေါ်မှာတင်ထားလေရှိတဲ့ပယုတ်စီဘူးယူပြီးနတ်တဲ့နရင်တွေလိမ့်အောင်မပါလေလို့တွေးမိရနဲ့အိယာကိုထားလိုက်တဲ့၄၀ဝအာမီလုံးရောင်ကြောင့်အခန်းကလင်းနေတယ်ခင်ကျိုးတို့အိတဲ့ခြံောင်းနားမှာခြံောင်းချင်းကထိုးထွက်နေတဲ့ဖြူဖြူအိယာကိုဘာပါလိမ့်လို့မျက်မှောင်ကြုံကြည့်မိလိုက်တဲ့ရင်းလို့ သူ့ပါဇက်ကထွက်သွားလာအန်အော်လွန်လိုကောင်းဝေးတောင်ထောင်လာတယ်အသားတွေတစက်တစက်တုံလာတဲ့အထိတုံလုံးချောက်ချလာတယ်ကြောက်လုံးလိုချွေးတွေပြန်လာပြီးအဖျားတောင်ပျောက်သွားသလားအောင်မရတယ်ဘာမပြောညာမပြောအခန်းလေးကခြေဖို့ပြေးထွက်ပြီးတော့လေကားကကမဲကတန်ပြည့်တဲ့လို့တထင်းနဲ့တထီးကတော့အိတ်တဲ့အိတ်ခန်းတကားကိုဆွဲဝင်ပြီးအတင်းပြေးဝင်သွားတယ်ရင်းလို့သူအန်အော်သွားရလောက်အောင်တထီးကတော့ဒုံးမကြီးဟာ ကရင်ပေါ်မှာအိပ်ပြောမနေပဲကြုံကြုံလေးထိုင်ပြီးပတိစိတ်နေရဘွားကနေတွေ့လိုက်ရတယ်။ဒမမကြီးကိုမပူကအေးအေးဆေးဆေးလှဲ့ကြည့်ရဲ့။ပတိကိုလက်မပတ်ပြီးကရင်ဘောကဆင်းလာတယ်။ဘာဖြစ်တာလဲမပူ။အဲ့လိုအေးအေးဆေးဆေးမိရဲ့။မပူကကြက်ကြီးအစာနေသလိုတရင်အင်းနဲ့ဖြစ်နေပြီးမျက်လုံးကြီးပြူးလာရင်ကဟိုဟိုခြေတော့ဟိုရင်တတိခြေတော့ဟုတ်ပါတယ်ကျွန်မမှတ်မိရဲ့။အဲ့ဒါတတိခြေတော့သိကြတယ်။ ကပောက်တီကပောက်ချာပြောနေရဲ့မပူစကားကိုတထေကတော်ကနားလည်ပုံမရဘူး။နည်းနည်းတည်ငြိမ်လာတဲ့မပူကဆက်ပြီးဟုတ်ပါတယ်မမရဲ့သိကြပါတယ်။ဖယားစုကျမမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး။ကျမကြိမ်စုရဲပါတယ်။မမအတွက်မခံနိုင်လို့ချက်ချင်းလာပြောတာပါ။တထေလေခင်ကျူတို့အိရာတွေရောက်နေရဲ့။ခြေနောင်တွေကခြေထောက်ကြီးထွက်နေတာ။ကျမကိုယ်တိုင်ဟောရီမျက်စိနဲ့တက်အပ်မြင်ရတာ။တထေခြေထောက်ကိုကျမမှတ်မိရဲ့မမရဲ့။အဲ့ဒါမမလှုပ်ချင်တာပြော။ ကျမကတော့အမိဖန်ပြီးဟိုကောင်မတွေကိုပါနာရိုက်ပြစ်မမမရိုက်ချင်ဘူးဆိုရင်လေကျမရိုက်ပေးရမလားမဘူးကဆေးလို့ရှားနေသလားဓမ္မကြီးကတည်ငြိမ်နေရဲ့ဘာမှပြောပဲကရင်ပေါ်မှာဝင်ထိုင်လို့မဘူးလည်းဥကြောင်ကြောင်နဲ့ဓမ္မကြီးရဲ့ချင်းချမ်းမြင်မှာထိုင်လိုက်ရတယ်တအောင်လောက်တိတ်ဆိတ်ငြိမ်သက်နေရဲ့ခဏကြာတော့မှဓမ္မကြီးကတည်ငြိမ်နဲ့လေးတန်းနေမဘူးကဒီကိစ္စကြီးမမမသိဘူးလို့ထင်နေရလားကွယ် မဘူးမှာတန်တော်နဲ့ရှင်းလို့အောင်မိပြီးထားရမလို့ထားရမလို့ဖြစ်သွားတယ်။မမဒီကိစ္စတွေတရားကြပါပြီ။ညီတို့တထေးရလဲတထေးမို့အထင်ကြီးကြမရှိပါဘူးမဘူးရဲ့။ဆိုရဲတောင်းကျတဲ့နေရာမှာဖိုးထူးနဲ့ဘာမှမထူးပါဘူး။ရှင်။ဟုတ်တယ်မဘူး။အင်ကကောင်မလေးတွေလည်းအလွတ်မပေး။အပြင်မှာလည်းထွက်တခါလေဒီမှာညီငွေလာရင်တရားထိုင်းလို့ပြောပြီးချောင်းသားတို့ငပလီတို့ မိမအဖော်ရင်းနဲ့တွားသေးရဲ့ဒါနဲ့များမမရဲ့မမမျိုးသိသိခင်နေရသေးရဲ့ဒီလောက်ဆိုတဲ့လူကွာရှင်းပြစ်လိုက်ပေါ့စီစဲလုပ်ငန်းလဲမမဦးစီးနေရပဲဥစားအလကားလူပိုကြီးတတိကတော်ဟာမပူကိုအေးအေးစစ်စစ်လက်ဝါးကပြတယ်မဖြစ်ဘူးမပူမမတို့ကမြို့မြင်တဲ့ဖုန်းဒီဂုံနဲ့ဒရန်နဲ့သိတ်ခါနေမမရဲ့အမျိုးထဲမှာတခုလက်တလင်ကွာမရှိဘူးပြီးတော့သားတွေသမီးတွေကဆရာဝန်တွေဆရာမတွေ သူတို့မျက်နာတွေထောက်ပြီးမမမျိုးသိနေခဲ့ရတာအပူရုပ်ကိုဟန်လုံနေခဲ့ရတာအတိကျအောင်ဆောင်းနေကြကြာလာပြီကြာတော့မမလည်းနှလုံးသားတွေထုံချင်အေးခဲနေပြီးမှတ်ပူရဲ့တခါတလေလေမမစဉ်းစားမိရဲ့မှတ်ပူဆဲတယ်လို့လေကုလိုညမျိုးမှာလွတ်လွတ်လပ်လပ်အော်ဟစ်ပြီးဆေးပြစ်လိုက်ချင်တာပေါ့ကိုအရှက်ကိုခွဲတယ်လို့ဖြစ်နေမှာဆိုလို့မနဲ့တီးခန့်နေရတာဒီနေရာမှာမှတ်ပူဟာမမထက်ကန်ကောင်းပါလေကွယ် မဘူဘာမှဆက်ပြောစရာစကားမရှိတော့ပါငိုင်းငိုင်းကြီးထိုင်နေရကအထမတတိကတော်ထပ်ပြောတဲ့စကားတခွန်းကြောင့်ကျင်စက်နဲ့တွေ့လိုက်တယ်လို့တုံသွားတယ်ဟောဒီမှာသူပြန်လာတော့မဘူဘူလက်ဆောင်ဝမ်းစဲတဲ့တတိထားမဘူကြီးအဲ့လိုပေးပြီးရင်မကြောက်ပဲမမအကြံပေးချင်တာကတော့ကလေးရင်းနေရင်အုံမကွာကိုအိမ်ကိုပြန်နေအကြော်ကြော်ဖို့စီလူတလောက်မမစီမလာယူမမကုသူလုပ်မယ်ဒီနေ့ဆိုရင် မက်ဘုအကြောပြန်ကြော်တာနှစ်ရက်ရှိပြီပို့ထူတို့ကလည်းမက်ဘုအကြောမကြော်တော့လမ်းလဲထွက်ပြီးရောရေရေသွားကြတဲ့ထင်ပါရဲ့ဒီနေ့ဖိုးထူးနဲ့ချူမနှစ်ယောက်တွဲကိုမြင်လိုက်ရတယ်မက်ဘုမှာပဲနေနေနေရင်းကဆဲကျင်စီဖြစ်လာတယ်ဒါပေမဲ့မမတော်မျိုးတိတ်ထားရရှာတာအပူရုပ်ကိုဟန်လုံနေခဲ့ရတာငါလည်းမဆဲတော့ပါဘူးလေလို့စိတ်ပိုင်းဖြတ်ပြီးမမြင်ချင်အောင်စောင့်နေလိုက်တယ်ဖိုးထူးတို့ကတော့မက်ဘုကိုမမြင်ဘူးအပြည့်ပြည့်နဲ့နေလာပြီး တက်စီဇက်ဝင်းရှိတဲ့အရာမှာဟဲ့ကြည်စံအရှက်မရှိလိုက်တာ သူများလည်းနဲ့ကြောင်တောင်နိုင်သေးရဲ့ပြောင်းလဲကြသေးရဲ့ငါစီဇက်ရှိဘာမှမလာနဲ့ဟေးအဲ့လိုဆိုရဲချိန်မောင်ဆဲဆိုတဲ့ကြီးအနည်းငယ်ကြားလိုက်ရတော့အလန်တကြာမော့ကြည့်လိုက်တယ်ဘလို့မှထင်မထားတဲ့ဒုံမမကြီးရဲ့လေမပူတအန်တော်ငေးကြည့်နေမိရဲ့လမ်းသွားလမ်းလာရတဲ့တဖြည်းဖြည်းအောင်ခဲလာတယ်ဖိုးထူးထူးကတော့ဒေါမကြီးကိုယ်တိုင်ထွက်စင်းနေရနဲ့တုတ်ချီတင်ပြေးကြပြီ ။အဘူကတော့သူ့မမကိုအင်တာနက်နဲ့နဲ့ငေးကြည့်နေတော့တမမကြီးကလည်းပြီးကြော့ပက်ကလေးပြင်းနေရအောင်တတိမထားမိပဲမျက်နှာတွေနှီးရဲလာတဲ့တည်းထမိန်လေးမလို့အာရပါရဆဲနေတော့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စိတ်ဖြာရဆိုတဲ့ဇလံလေးကတော့ဒီမှာတင်ပေးပါပြီ။ဇလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။